အခုချိန်မှာမြမပြည်သူတွေဟာရွေးဦးတော်လန်ရေးဒီဟုသောတကောအဖြစ်သက္ကဆခွေးတေကောင်ပုတ်ကိုအာဆီယံလယ်ပင်မှာချိတ်ဆွဲပေးထားတာဖြစ်ပါတယ်။မြမရွေးဦးပြည်သူတွေကို အလေးမထားသမျှကာလပတ်လုံးသက္ကဆခွေးတေကောင်ပုတ်ဟာအာဆီယံဘယ်သွားသွားတန်လန်းပါနေမှာဖြစ်ပါတယ်။မင်္ဂလာပါ။ကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့ ဆောင်းမရှင်စီတော်တန်ရဲ့ရှင်ဥပဂုဋ္ဌဆုံးမခန်းဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။ဒေတာတွင်နိုင်ငံများအကြားစစ်ကြင်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်စေဖို့ဆိုတဲ့အရင်းခံရည်ရွယ်ချက်နဲ့အာဆီယံကို1969ခုနှစ်မှာ နိုင်ငံ၅ခုထိုင်းစင်ကာပူမလေးရှားအင်ဒိုနီးရှားဖိလစ်ပိုင်က ထူထောင်ခဲ့ကြတာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကြောင့်အခုချိန်မှာဒေသတွင်းအစအစအရာရာအနှိမ့်ကြဆုံးအခြေအနေမှာရှိနေပြီးမျက်နှာငယ်နေကြရတဲ့မြန်မာနိုင်ငံသားတွေအာဆီယံနဲ့ပတ်သက်ပြီး ရှာရှာပါပါဂုံယူကြဖို့ရှိတာတခုကတော့အဲ့ဒီအာဆီယံဆိုတဲ့စိတ်ကူးစိတ်တမ်းဟာမြန်မာလွတ်လပ်ရေးဘီတုကာကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့အုံနောက်ထဲကပထမဆုံးတရေတီခဲ့တဲ့ဗိုလ်ချုပ်ရဲ့အုံနောက်ရင်သွေးဖြစ်တယ်ဆိုတဲ့အချက်ပါ အားကြောင့် ာဆီယံကိုထူထောင်ချိန်မှာဗိုလ်ချုပ်သာတက်ရှိထင်ရှားရှိနေမယ်ဆိုရင်ဗိုလ်ချုပ်ဦးဆောင်တဲ့မြန်မာနိုင်ငံဟာအာဆီယံကိုထူထောင်တဲ့နိုင်ငံတွေစည်းရင်းမှာပါဝင်မှာကတော့ဧကံမုတ်ချဖြစ်တယ်လို့ဆိုနိုင်ပါလိမ့်မယ်။အာဆီယံစိတ်ကူးပထမဦးဆုံးတရေတည်ခဲ့သူရဲ့နိုင်ငံအာဆီယံအဖွဲ့ဝင် ဖြစ်လာတာက အဖွဲ့ပေါ်ပေါက်ပြီးနောက်30ကြာ1990ခုကြာမှဖြစ်ပါတယ်။အဲ့ဒီချိန် မြန်မာနိုင်ငံမှာအာဏာရနေတာကစစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကိုအကြမ်းဖက်နှိမ်နှင်းဖြိုခွဲခဲ့မှုပြည်သူတွေရဲ့မျှော်မှန်းချက်ပေါ်လွင်မြင်သာစွာထင်ရှားနေတဲ့1990ရွေးကောက်ပွဲရလဒ်ကိုနင်းချေဖျက်ဆီးခဲ့မှုတွေကြောင့်နိုင်ငံတကာအတိုက်ဝန်းရဲ့အရေးယူတန်ခတ်ပိတ်ဆို့ခြင်းခံနေရတဲ့နာအဖစစ်ဆိုးရဖြစ်ပါတယ်နာအဖကအာဆီယံဒဲကို ဝင်ခွင့်ရဖို့ရှောက်ထားခဲ့ပေမဲ့ နိုင်ငံတကာရဲ့ဖယ်ကျင်ထားမှုကိုခံနေရတဲ့နိုင်ငံတစ်ခုကိုဖွဲ့တဲ့ထည့်သွင်းဖို့အာဆီယံခေါင်းဆောင်တွေလုံဝင်မရေဖြစ်နေကြတာကြောင့်အချိန်ဆွဲလာကြရင်အခွင့်တည်ထောင်မှုနှစ်30ပြည့်မြောက်တဲ့1998ခုနှစ်ကြမှာအဖွဲ့ရဲ့ဝါရင်ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်မဟာတီယာမိုဟာမက်ရဲ့ထောက်ခံမှုနဲ့မြန်မာနိုင်ငံကိုအာဆီယံအဖွဲ့ထဲချဲ့သွင်းခဲ့တာဖြစ်ပါတယ် အာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံဟာအာဆီယံခေါင်းဆောင်ဖြစ်စိုးရိမ်ပူပန်ခဲ့ကြတဲ့အတိုင်းအာဆီယံကိုဒုက္ခမျိုးစုံဝေခဲ့ကြပါတယ်။အာဆီယံပါဝင်နိုင်ငံတကာအတိုင်းအဝန်းကတည်ငြိမ်ရေးလမ်းကြောင်းပေါ်သို့မြန်မာနိုင်ငံထိခိုက်ပွန်းရှားမှုအနည်းဆုံးနဲ့ရောက်ရှိစေရတဲ့လူမှုကောင်းဆောင်လူမျိုးစုကောင်းဆောင်များနဲ့စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့အကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုခဲ့ကြပေမဲ့ မြမဆေးအုပ်စုကပြည်သူတွေရဲ့အခြေခံရပိုင်권များကိုဆက်လက်ပြင်းပြင်းထန်ထန်ထိုးဖောက်ခြင်းလူမှုခေါင်းဆောင်ကိုနေအိမ်အကျဲကျုပ်အကျဉ်းချင်းချထားခြင်းလူမျိုးစုခေါင်းဆောင်များကိုနှစ်ရှည်ထောင်တန်းများချမှတ်ခြင်းတို့ဖြင့်အာဆီယံနဲ့နိုင်ငံတကာတိုင်းဝင်းရဲ့တိုက်တွန်းတောင်းဆိုမှုတွေကိုတုံ့ပြန်ခဲ့ပါတယ်။ဆေးအုပ်စုရဲ့အဲ့ဒီလုံရက်တွေကြောင့်အာဆီယံဟာအမေရိကန်နဲ့ဥရောပသမဂ္ဂတို့လိုနိုင်ငံတွေ ွဲ့စည်းတွေနဲ့ဆက်ဆံရေးမှာအကျက်တဲတွေအကျဉ်းချင်းတွေ့ခဲ့ရပါတယ်။ဒါပေမဲ့ပေါက်တက်နှစ်ဖူးမထူးတော့ဘူးဆိုတဲ့အတွေ့နဲ့ကျန်အာဆီယံခေါင်းဆောင် တွေဟာနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တွဲဆုံတဲ့ဖွဲ့တွေစီတို့စေယုတ်စုကိုတရွတ်ဆွဲလိုက်ပါတာကိုစိတ်မသက်မသာနဲ့ဖွင့်ပြခဲ့ကြပါတယ်။အဲဒီလိုအခြေအနေတွေရှိနေချိန်အစိုးရကကမကထပြုလုပ်တဲ့အကြမ်းဖက်မှုလို့ ကမ္ဘာမီဒီယာတွေကအမည်ပေးခဲ့ကြတဲ့တပရင်းလောက်ကျန်မှုကြီးပေါ်ပေါက်လာတဲ့အခါမှာတော့အာဆီယံဟာမြန်မာစစ်ရုပ်စုအပေါ်အတော်ကလေးစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ပါလိမ့်။အချို့အာဆီယံခေါင်းဆောင်တွေဆိုရင်တန်တမန်လုံထုံးလုံနီးတန်တမန်ပြောဖို့စုံပုံတွေကိုတောင်းအယူမဆိုင်နိုင်တော့ပဲစစ်ရုပ်စုကိုပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်ပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။အာဆီယံတစ်ဖွဲ့လုံးအနေနဲ့ စေယုစုရဲ့အဲ့ဒီလောက်ရက်ကိုလက်မခံနိုင်ကြောင်းဖော်ပြထားတဲ့ညင်ညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်၂010ကြာတော့1990ရွေးကောက်ပွဲအနိုင်ရပါတီကြီးတွေပါဝင်လို့မရအောင်စနစ်တကျအကွက်ချစီမံထားတဲ့ရွေးကောက်ပွဲတစ်ခုကိုစစ်စိုးရက UZB ကျင်းပပါတယ်လွတ်လပ်ပြီးအမီခိုကင်းနဲ့ဘယ်ဆောင်ကြည့်အကဲခတ်အဖွဲ့ရဲ့ထောက်ခံမှုကမရရှိခဲ့တဲ့အဲ့ဒီရွေးကောက်ပွဲမှာစစ်တပ်ကြောတောင်နောက်ခံပြု ကြံ့ဖွတ်ပါတီကအနိုင်ရပြီးတော့ဦးသိန်းစိန်ခေါင်းဆောင်နဲ့အရက်ဝက်လက်စစ်ဆိုးရတက်လာပါတယ်။ဦးသိန်းစိန်ကလေးသံပြောတဲ့မိန်ကွန်းတွေပြောပါတယ်။နိုင်ငံရေးရရှော့ပေါမှုတချို့လုပ်ပါတယ်။နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးပါတယ်။ဒီလိုရက်တွေကြောင့်အာဆီယံကစိတ်သက်သာရာနည်းနည်းရလာခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်နဲ့ NND မှတ်ပုံပြန်တင်2017ကြားပြတ်ရွေးကောက်ပွဲနဲ့ NND အမတ်တချို့ လွတ်တော်တဲ့ရောက်သွားတော့မြန်မာပြည်သူတွေနဲ့အတူအာဆီယံလည်းစိတ်အားတက်လာခဲ့ပါတယ်2015ရွေးကောက်ပွဲမှာတောင်ပြိုကမ်းပြိုနိုင်တဲ့ NND ကိုအစိုးရလုတ်ခွင်ပေးလိုက်တော့မြန်မာစစ်ကောင်းဆောင်တွေလိမ်မာလာပြီးမြန်မာနိုင်ငံမှာတည်ငြိမ်တဲ့ခေတ်ပစ်တစ်ခုစတင်ပြီဆိုတဲ့အတွေ့နဲ့အာဆီယံကောင်းဆောင်တွေရှင်လန်းအားရဖြစ်ပြကြပါတယ်ကျန်နိုင်ငံတကာတိုင်းဝန်းကလည်းစစ်ကောင်းဆောင်တွေကိုစိတ်ဒုံဒုံချမယုံကြည်နိုင်သေးပေမဲ့ ြောင်းလဲတွေကိုတော့အပြူသဘောနဲ့ရှုမြင်ခဲ့ကြပါတယ်။အဲ့ဒီလိုရှိနေတော့2020ရွေးကောက်ပွဲမှာကောင်ပြိုကမ်းပြိုထက်နိုင်တဲ့ NND လက်ထက်ထဲကငါတို့အာနာကိုစစ်တပ်ကလူယူလိုက်ပြန်တော့မြန်မာပြည်သူတွေရောအာဆီယံပါဝင်နိုင်ငံတကာအတိုင်းအဝန်းတစ်ခုလုံး shock ရသွားကြပါတယ်။နိုင်ငံတကာကအာနာလူ စေယုစုပေါ်အရေးယူတန်ခတ်ပိတ်ဆို့မှုတွေပြန်လည်ချမှတ်ပါတယ်။စေယုစုကပြည်သူတွေပေါ်ဖမ်းဆီး ပြီးနှိပ်ညှင်းဆဲတက်ပြတ်မှုတွေဆက်လက်ပြုလုပ်နေတာကြောင့်ကျန်းအာဆီယံခေါင်းဆောင်တွေကထိပ်သီးစည်းဝေးပွဲဆိုတဲ့ခေါင်းစဉ်နဲ့အနာလူစေအုပ်စုခေါင်းဆောင်ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုဂျူရီအဖွဲ့ရှင်းမောက်တရားခံခေါ်ခေါ်တယ်လို့ခေါ်တွေ့ပြီးတော့ဘုံသောတူညီချက်၅ချက်မှာသူပါဝင်လက်မှတ်ထိုးအောင်ဆဲဆောင်တင်သွင်းခဲ့ကြပါတယ်။ဒါပေမဲ့ဘုံမြောင်နိုင်ငံက မြန်မာနိုင်ငံပြန်ရောက်ပြီးနောက်တနေ့မှာပြည်ဒီဘုံသဘောတူညီချက်စာချုပ်ကိုစုပ်ဖြဲနင်းချေပြစ်လိုက်ပါတယ်။အဲ့ဒီချိန်ကစလို့မြန်မာစေယုတ်စုစကားစာဟာအာဆီယံအတွက်မစင်တုံကြီးတစ်ထုပ်ဖြစ်လာခဲ့ပါတယ်။မစင်တုံစုပ်ထုပ်ကိုရှင်းဖို့ကြိုးစားတဲ့နေရာတစ်ခုအနေနဲ့အာဆီယံကသူ့ရဲ့ဝင်ကြီးအသင်းနဲ့အထက်အစည်းအဝေးတွေမှာစစ်ကောင်းဆောင်တွေကိုတယောက်ခွင့်ပြုခြင်းဖြင့်စကားစာရဲ့အဲ့ဒီလုံရုပ်ကိုမှန်မှန်ကန်ကန်တုံ့ပြန်ခဲ့ပါတယ်။ ဒီရေးယူမှုဟာအာဆီယံတမိုင်းမှာတခါမှမရှိဘူးသေးတဲ့ဆောင်ရွက်ချက်ဖြစ်ပါတယ်။ဒါပေမဲ့စကားစားကအာဆီယံရဲ့အဲ့ဒီအရေးယူမှုကိုဂရုမစိုက်တဲ့ပုံစံမျိုးနဲ့နေပြခဲ့ပါတယ်။ဒီလိုနဲ့အချိန်ကြာလာလေးလေးငโกကလေးကမှမတူညီတဲ့နိုင်ငံရေးစံတန်ဘိုးတွေပေါ်မှာရော့တီယော်ရဲ့တိဆောက်ထားတာဖြစ်တဲ့အာဆီယံနိုင်ငံတွေတခုချင်းအကြားမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဘော်ဒါကွဲပြားမှုတွေများလာလေးလေးဖြစ်လာပါတော့တယ်။ တဲကလေးမခိုင်တခိုင်လေတိုးလို့ရိုင်းဆိုသလိုစီလုံးညညပြီးဘုံတိတ်ခါမြင်မာတဲ့လူယိုသေးရှင်ယိုသေးဒေတာဆိုင်ရာအဖွဲ့တခုဖြစ်ဖို့ဒူစာပန်စာတိစောက်နေရတဲ့အာဆီယံအတွက်မြန်မာနိုင်ငံဟာကဲယောဂါစုတခုလို့ဖြစ်လာပါတယ်။စေအာနာရှင်ခေတ္တလျှောက်လုံးနိုင်ငံရေးခေါင်းဆောင်တွေလူမျိုးစုခေါင်းဆောင်တွေကြားသဘောထားကွဲပြားမှုတွေပေါ်ကနေအမြတ်အစွန်ကြီးကြီးမားမားရရှိလာခဲ့တာဖြစ်တဲ့မြန်မာစေအုပ်စုက သူ့ကိုအကြောင်းပြုပြီးအာဆီယံတွင်အဲ့ဒီလိုသဘောထားတွေအကွဲကွဲပြားပြားဖြစ်နေတဲ့အပေါ်ကလည်းအကျိုးမြတ်တွေရရှိနေပါတယ်။အဓိကအကျိုးမြတ်ကတော့ကဘာကြီးရဲ့အာနာကုံအနှင်းချင်းခံထားရတဲ့အာဆီယံရဲ့အကာအကွယ်ကိုယူပြီးအာနာရှင်စနစ်သက်ဆိုးရှည်ဖို့အချိန်တွေဆက်လက်ဝယ်ယူနိုင်နေခြင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံအာဆီယံဖွဲ့ဝင် ဖြစ်လာချိန်ကစလို့အခုထိစေုပ်စုလုပ်ခဲ့သမျှလုပ်ရက်တွေကိုလေ့လာသုံးသပ်ကြည့်လိုက်ရင် ချက်တစ်ချက်ကိုထင်ထင်ရှားရှားထွက်ပေါ်လာတာကိုအားလုံးမြင်တွေ့ကြရပါလိမ့်မယ်။အဲ့ဒါကတော့စရုပ်စုဟာမြမပြည်တွင်စစ်တလျှောက်စစ်မြေပြင်မှာရပ်သားပြည်သူတွေကိုအတုံးချခဲ့တယ်လို့လူသားတိုင်းအဖြစ်အတုံးပြုဖို့တာအာဆီယံနဲ့ဝင်ရောက်ခဲ့ခြင်းဖြစ်တယ်ဆိုတဲ့အချက်ပါ။တာဝန်သိနိုင်ငံတကာတိုင်ဝမ်စီကလာတဲ့ဝိုင်းပယ်ဖဲခြင်းထားမှုလို့မြဝင်းတွေကနေလုတ်တင်းဖို့စရုပ်စုက အာဆီယံ ဝိယုံတဲမှာဝင်ပုံနေခဲ့တာပါ2021အာနာလူဝနောက်ပိုင်းမှာစရုပ်စုရဲ့အခြေအနေကပိုဆိုးလာပါတယ်တရားဝင်မှုရဲ့ရှေ့ပြေးနှမိတ်ဖြစ်ကောင်းဖြစ်နိုင်တဲ့နိုင်ငံတကာမေးဖို့မပြတ်ဆက်ဆံရေးကိုသူတို့လည်းရရှိနေကြောင်းပြသဖို့အင်္ဂလိပ်သိက္ခာကင်းမဲ့စွာစူးစမ်းပါတော့တယ်တာဝန်တည်တဲ့ဘယ်နိုင်ငံကမှလည်းတရားဝင်ဆိုရာဖြစ်အတိမတ်မပြုဘယ်နိုင်ငံကောင်းဆောင်မှလည်းအလဲမလာဘယ်နိုင်ငံကောင်းဆောင်ကမှလည်း အလဲမဖိတ်တဲ့ဓမြအလူလူဖြစ်နေတဲ့အခြေအနေမှာသူကျူးလွန်နေတဲ့ရာဇဝတ်မှုတွေရပ်တန့်စေရေးညီနိုင်ဖြောင်းဖြားဖို့သာလာရောက်ခြင်းဖြစ်တဲ့နိုင်ငံတကာတန်တမန်တွေနဲ့စယုတ်စုကောင်းဆောင်လက်ဆွဲနှုတ်ဆက်တဲ့ဓပ်ပုံတွေကို သူတို့သတင်းစာမျက်နှာစာဖုံးမှာတူတူပြည့်တဲ့ပေါ်ပြပြီးတော့ကြွားလုံးထုတ်ရတဲ့အထိလုတ်ပြက်စင်းပြက်ဖြစ်လာပါတယ်။အာဆီယံကသူ့ရဲ့ဝင်ကြီးအဆင့်နဲ့အစည်းအဝေးတွေမှာ ဆက်ကဆကောင်းဆောင်တွေကိုတရားခွင့်မပြုဘူးလို့သုံးဖြတ်ထားပေမဲ့အထူးသောအခြားစီစီဝေးတွေမှာဆက်ကဆဘိုလ်ချုပ်ကြီးတွေကိုဖိတ်မိလို့အရက်ဖက်ဖွဲ့စည်းများစွာရဲ့ကံကွက်မှုခံရအာဆီယံခေါင်းဆောင်တချို့ရဲ့ဝေဖန်ခံရနဲ့ဖိတ်မိတဲ့နိုင်ငံမှာမျက်နှာပြက်ရတက်မှုတွေလည်းတွေ့နေရပါတယ်။အာနာလူကာလလင်းနှစ်တွင်မြန်မာနိုင်ငံကိုလာရောက်တဲ့နိုင်ငံခေါင်းဆောင်တယောက်ဟွန်ဆန်နဲ့ စစ်ကောင်းဆောင်ကိုအလဲဖိတ်မိတဲ့နိုင်ငံ၄ခုသာရှိခဲ့ပြီးတော့အဲ့ဒီနိုင်ငံတွေထဲမှာရှင်းသုံးခုကအာနာရှင်စနစ်ကျင်သုံးတဲ့နိုင်ငံတွေဖြစ်တာကြောင့်စစ်ကောင်းဆောင်ရဲ့အဲ့ဒီခီးစဉ်တွေမှာဘာပြဿနာမှမရှိခဲ့ပေမဲ့ဒီမိုကရေစီအစုံတရာရှိတဲ့အစိုးရမြောက်နိုင်ငံမှာတော့သူ့ကိုဖိတ်တဲ့အစိုးရအတော်ကလေးကောင်းကိုက်သွားခဲ့ရပါတယ်ကျွတ်တော်ထဲမှာဝေပန်ခံရစစ်ကောင်းဆောင်ရောက်ရှိနေရမြို့တော်နဲ့တဲခုံနေရဟိုတယ်မှာ စန္ဒပြတ်ခံရနဲ့အတော်ကလေးဝလောရိုက်သွားခဲ့ပါတယ်။အာဆီယံနဲ့စကားဆာအဲ့ဒီလိုမအိမလဲမရှူနိုင်မကဲနိုင်တွေဖြစ်နေတာတွေ့ရတော့ဗုဒ္ဓဘာသာဝင်တွေကြားရှင်ရှားကြော်ကြားလူပြည်များတဲ့စက်တော်တစ်ခုကြောင်းကျွန်တော်သွားပြီးသတိရမိပါတယ်။စက်တော်ကမြောက်သမုဒ္ဒရာမှာကြည်သာပြတဲ့နဲ့ဆံမြန်းနေတယ်ဆိုတဲ့ရှင်ဥပကုဋ္ဌစက်တော်ပါ။သူတို့ပြောရရင် ဘုရားတက်ရှိတင်ရရှိစဉ်ကလေးကဘုရားကိုကြိမ်ကြိမ်နှောက်ယှက်ပေးခဲ့ဘူးသူဖြစ်တဲ့မာနတ်ကိုတခါတော့ရှင်ဥပကုတ္တကပြစ်ဒဏ်ပေးတဲ့အနေနဲ့သူ့လယ်ဘင်းမှာခွေးတေကောင်ပုတ်တစ်ခုဆွဲပေးလိုက်ပါတယ်။ပုတ်ကောင်နန်းစော်လာတဲ့အဲ့ဒီခွေးတေကောင်ပုတ်ကိုမာနတ်ကသူ့ဘာသာသူဆွဲချလို့မရပါဘူး။ဒါကြောင့်သူကသူ့ထက်တကိုးကြီးတဲ့နတ်တွေစီခွားပြီးအကူအညီတောင်းပါတော့တယ်။နတ်တွေကအကျိုးချောင်းမေးတော့အင်မတန်တကိုးကြီးတဲ့ ရှင်ဥပဂௌထဆွဲပေးထားတာဖြစ်တယ်ဆိုတာသိသွားတဲ့အခါမှာသူတို့ချွတ်ပေးလို့မရဘူးဆိုပြီးညှင်းလွတ်လိုက်ပါတယ်။ဘသူကမှချွတ်ပေးနိုင်တဲ့အဆုံးမှာမနက်ဟာရှင်ဥပဂௌထစီကိုပြန်သွားပြီးတောင်းမှန်ရပါတယ်။ရှင်ဥပဂௌထကဘုရားရှင်သာသနာကိုနောင်ပေတော့မှမနှောက်ရက်တော့ပါဘူးဆိုတဲ့ကတိတောင်းပြီးမနက်လည်းပင်ကခွေးပြေခေါင်ပုတ်ကိုချွတ်ပေးလိုက်ပါတယ်။အခုချိန်မှာမြမပြည်သူတွေက နွေဦးဒေါ်လန်ရေးဒီဟူသောတကူအဖြစ်စကားစခွေးတီကောင်ပုတ်ကိုအာဆီယံ11မှာရှိဆွဲပေးထားတာဖြစ်ပါတယ်။မြန်မာနွေဦးပြည်သူတွေကိုအလေးမထားသမျှကာလပတ်လုံးစကားစခွေးတီကောင်ပုတ်ကအာဆီယံပဲတော့တော့တန်လန်းပါနေမှာဖြစ်ပါတယ်။အာဆီယံနေနဲ့သူ့လက်ဘင်းကခွေးတီကောင်ပုတ်ပြုတ်ထွက်သွားဖို့အမှန်တကယ်ဆန္ဒရှိတယ်ဆိုရင်တော့အစကတည်းကတကူရှိန်စော်နေပါခဲ့ပြီး အခုချိန်မှာလုံလုံရရာဆွမ်ဘကကင်းမဲ့နေပြီဖြစ်တဲ့ဘုံသဘောတုံကြီးချက်၅ရက်ကိုဆွန့်လွတ်ပြီးမြမနွေဦးပြည်သူတွေရဲ့ရင်ခုန်တန်တဲ့စီးချက်နဲ့ညီတဲ့ရက်တီချက်ကိုပြောင်းလဲဆွဲပိုင်တင်ပါပြီအဲ့ဒီလိုလုံမသားလည်းရင် သူ့လည်းပင်ကခွေးသေးကောင်ပုတ်ပြုတ်ကြပြီးအာစီယံဟာကဘာကြီးကအာထာဆံပြူလောက်တဲ့ဒေသဆိုင်ရာအဖွဲ့တစ်ခုဖြစ်ဝင်းဝင်းထဲထဲရက်တီနိုင်မှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ ုတ်ကဲ့ဒါကတော့ဆောင်းမရှင်စီတော်တန်ရဲ့ရှင်ဥပဂုဋ္ဌသုမကန်ဆိုတဲ့ဆောင်းပါလေးဖြစ်ပါတယ်ဒီမှာပြည်သူပြည်သားပေါင်းလဲမြန်ဆုံးအေဂျင်တာရလွတ်လပ်ပြီးတော့ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာရှင်လန်းပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ